ားလုံးမင်္ဂလာပါကြည့်ဒီ Facebook Blue Mark ကိုခင်ဗျားတို့တွေ့ပူလားဒီ Facebook Blue Mark ကအရင်တုန်းကကျတော့ကျွန်တော်တို့မင်းသားမင်းသမီးတွေတချို့ဒီ celebrity တွေကို Facebook တို့ကအလူလူနဲ့ပြီးလိုက်တဲ့ Blue Mark တွေပေါ့နော်နောက်ပိုင်းကျတော့ဒီအာဝယ်လို့ရလာတယ်လူတွေကဝယ်လို့ရအခု15ဒေါ်လာ14 15ဒေါ်လာလောက်ပြရတယ် tax နဲ့တနေငါနဲ့တနေငါတူမှာမဟုတ်ဘူးဆိုတော့15ဒေါ်လာထားလိုက် American dollar 15ဒေါ်လာလောက်ရှိမှာဆိုတော့အာ Facebook လို့မကိုတုံးတဲ့နေရာကကိုကစီးပွဲတစ်ခုခုလုပ်မယ်ဆိုရင် profile မှာတုံးလို့ရတယ် page မှာဆိုရင်ဈေးကြီးတယ်ဒေါ်လာ100 200လောက်ရှိတယ်ကျွန်တော်တိကျမသိဘူး blue mark ကိုဝယ်မယ်ဆိုရင်အဲ့သူ့မှာ benefit တွေတော့ရှိတာပေါ့နော်အာကိုရဲ့ page profile တစ်ခုခုမှားတယ်ဆိုရင်တော့သူတို့နဲ့စကားပြောလို့ရတယ်သူက phishing ပေးတယ်အာတော်တော့ blue mark ကို မဝယ်ပါနဲ့လို့ကျွန်တော်ပြောချင်တယ်တကယ်လို့အတော့ကောင်းမှုမတုံးချတုံးချဖို့စင်မရှိဘူးဆိုရင်ကျွန်တော်မဝယ်ပါနဲ့လို့အားပြချင်တယ် it doesn't help you အာပိုက်ဆံလကားကုန်တယ်ပိုက်ဆံဆုထားပါနော် facebook ဆိုရကသူအခုကဘာပေါ်မှာဒုတိယအချမ်းသာဆုံးက facebook ပိုင်ရှင် facebook ပိုင်ရှင်လို့ပြောမှာပေါ့နော် mark zuckerberg ceo သူကအယမ်းချမ်းသာတယ်။ခင်ဗျားတို့15ဒေါ်လာတစ်လတစ်လပြီးပြီးတော့သူ့ကိုသူ့ကိုတော့မကူငင်ပါနဲ့ It doesn't help you. It doesn't help you. ဆိုတော့သုံးတဲ့သူတွေကတော့အေးပေါ့သုံးပါဘာမှဖြစ်ပါဘူးဒါပေမဲ့ကျွန်တော်ပြောလဲတဲ့ဟာကျွန်တော်ရဲ့ခံစားချက်ကိုပြောပြတာပါเนาะအာကျေးဇူးအများကြီးတင်ပါတယ်